ဣတရအမှန်ကတကယ်လို့ဒီပါဠိဘာသာကဆင်းသက်လာတဲ့ဣတရကဒီလိုလေးဖြစ်ပါတယ်။ကာကြီးတလုံးရဲ့ကာကြီးတလုံးအောက်မှာတချောင်းငယ်လေးနဲ့ပါတဲ့ဥစ္စာကဣတရမူလဣတရနော်။ဒီလုံးကြီးတင်ဣတရကဆိုတော့မြမစာပေကိုလဲတဘူးမြမစာပေပြောင်းတဲ့အခါမှာပါဠိစာပေကနေလည်းပြန်ပြောင်းတဲ့အခါမှာခက်ခဲတယ်။အဲ့တော့ရုံးသုံးပါလားကနေ့စဉ်ဘုံဘွားမှာတုံးရတာအစင်ပြောင်းတဲ့နောက်ထပ်ပညာရှင်တွေထပ်ဖန်ထားတဲ့လုံကြီးတဲ့ဥပဒေကပါပရရှစ်လုံရှိတယ်မြန်မာပါပရချေတယ်အခုတစ်ချက်ဒီမှာရေးထားတဲ့ပါပရတွေက မူလတရဖြစ်ပါတယ်နော်အဲ့တော့မူလတရကဘာလဲဆိုတော့ကအကုန်လုံးမြင်နေတဲ့မြင်နေတဲ့ဖက်ကြည့်ပြပါအောင်နော်အဲ့တော့တတမမီတို့ကမဖက်တတ်သေးဘူးဆိုရင်ချက်ပြပြပါမယ်အာအဒီမှာတရုတ် channel ဒီကကွန်ပျူတာဟောက်ရိုက်လို့မရလို့ဒီချက်ကမရေးတာမူရင်းအမှန်ကဒီအခုကာဒီနှလုံးစင်စစ်နေတဲ့တိကပါမူရင်းဣတရဆိုတာလေးကိုအချင်းမိတ်မသွားအောင်လို့ဒီချက်ကပြန်လာပြီးနှိပ်ပြတာဖြစ်ပါတယ်ဒါဆိုတတမမီတို့ဒီမှာကတလားရှစ်မလုံးကအာအီအီဥဥ in all ဆိုတဲ့တရရှင်မှာဖြစ်ပါတယ်ဒီတရရှိလုံးဒီဒီကျေလို့မြန်မာစာစာပေမှာအရင်ဆုံးစဉ်းစားလာတယ်ဒီတရကနေပြီးတော့မှចောင်းသားရည်ဒီတရရသားပြီဆိုလို့ရှိရင်ဒီတရတန်တို့တရတန်ရှိတရတွေထပ်တင်ပြီးဖြတ်ပြီးကျေလို့ကပြန်ပြီးတော့တင်ရတာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ကျေလို့ကအတော့အခုအလည်းအတရနဲ့ပတ်သက်ပြင်ညာစာတွေလေ့လာပြီးသွားပြီအတရနဲ့ပတ်သက်တဲ့ပြင်ညာစာတွေလည်းကျေလို့တင်ပြီးသွားပြီဆိုရင်အခုဒီနေ့တင်ရမယ့်ပြင်ညာစာကတိတရနဲ့ပတ်သက်တဲ့ပြင်ညာစာကိုပြန်တင်မှာပေါ့နော် ဟုတ်ပါပြီ။ဒါဆိုဣဒရာနဲ့ပတ်သက်ရင်အဲ့တော့သတ္တချင်းတွေနဲ့ဣဒရာကဒီဣဒရာလေးဖြစ်တယ်။သူရဲ့အတန်တူတဲ့ဣဒရာကိုချေတော့စလုံးတိုင်းစလုံးတိုင်းမှာဒီဣဒီကကြီးနှလုံးစင်နေတဲ့ချောင်းငင်လေးပါရဲဟာလေးရေးရတာပါဠိစာပေမှာဒါချေတော့ပကံကိုသွားကြောက်စာရင်မှာများတော့အဖြစ်တွေ့ရတယ်အဲ့တော့ဒါရီကရုံးတုံးမှာစကားမှာတိတ်မတုံးတော့မတုံးတဲ့ခါချေလို့ကဒီလိုတရာလေးကိုပြန်ဆင်းရဆရာရေဆရာမတွေကပြန်ပြီးခင်လိုက်လဲဆိုတော့လုံးကြီးတင်ဣတရာလေးကိုပြန်ပြီးခင်လိုက်တယ်အဲ့တော့ဒီအိုကလေးရွက်လာရင်အဲ့ဒါလုံးကြီးတင် လုံးကြီးတင်လေးကိုမိနာနဲ့တသားမိမိတို့ကစနစ်သိမြန်မာစာမှာအလုံးကြီးတင်အီလိုမဖတ်တော့ဘူးနော်စနစ်သိမြန်မာစာမှာစလုံးမဖတ်စရာလုံးဝလုံးဝမလိုတော့ပါဘူးအဲ့တော့လုံးကြီးတင်လေးကိုမိနာနဲ့အီလိုမှတ်မယ်ဟောလုံးကြီးတင်စံခက်လေးကိုလုံးကြီးတင်ဒီအိုးကလေးရွာလာရင်အဲ့ဒါလုံးကြီးတင်အဲ့ဒီလုံးကြီးတင်မှာပြန်လို့စံခက်လိုက်မယ်ဆိုရင်လုံးကြီးတင်စံခက်လို့ခေါ်ရနော်လုံးကြီးတင်ဆန်ခတ်ကိုအီလို့တတ်ထားမိတယ်ခုခုဘာနဲ့မှတ်မလဲဆိုတော့စားရတာအီလိုက်တာတဲ့အတိုင်းနဲ့မှတ်ဟုတ်ပြီနော်အဲလုံးကြီးတင်ဆန်ခတ်နော် ဘယ်နှပွင့်ရှိမှရောက်ဗာလဲကြပြတင်ရရဲ့အရှိမှမှန်တာပေါ့ဝိဆတ်နှလုံးပေါ့ဝိဆတ်နှလုံးပေါ့လေးနဲ့လုံကြီးတွေဆိုင်ကဒီအိုကလေးရွက်လာရင်အဲ့ဒါလုံကြီးတွေလုံကြီးတွေမှာမျက်စံခက်တာလည်းပါမယ်အဲ့လုံကြီးတွေမှာဝိဆံခက်တာလည်းပါမယ်ပြီးရင်ရှေ့မှာစဘယ်နှပွင့်ဝိဆတ်နှလုံးပေါ့လေးလည်းပါမယ်ဒါဆိုရင်ဒီပင်ဒီပင်ဂီတာလေးကိုမြင်လိုက်တာနဲ့ပေါ့တမီတို့ကအီးအတန်မှတ်လိုက်မယ်အမကျောဟာအီပေါ့ဆန်နဲ့အဲ့ဒီဒီအီအတန်အင်္ဂလိပ်တက်ခရာ level E အတန်နဲ့မှတ်လိုက်မယ်ဟုတ်ပြီလား ဲ့ဒီတော့ကဣဒရကလည်းကျေတော့ကနော်ဒီမှာကြည့်မယ်ဣဒရကလည်းကကျောင်းစာတွေမှာသင်ဖို့ထပ်ပြီးပြည့်ထွင်းထားတာသူရဲ့ငโกမူလတရရှိလုံးမှာဣဒရကဒီမှာအထူးလက်ခရာဣဒရ နော်ဒါဟာမှပါရင် e ဆိုတာဖြစ်ပါတယ်နောက်ပါရုံတုံးမှာတော့စကားမြန်မာတော့ကြောင်းတုံးမှာတော့စကားလေးမှာဒီ x ခရာကိုတော့အထူး x ခရာနေလည်းပဲပြန်သုံးသုံးထားတယ်ဒါမဲ့သူကြီးပတ္တမီလို့တကယ်ကတတိယနဲ့ပြန်လာပြောပြတာကမူလတရဆိုတာမမိပါနဲ့နော်မြန်မာစာရဲ့အခြေအနေမြန်မာစာဖန်တီးထားတယ်မြန်မာစာပြစတင်ဖြစ်ပေါ်လာတဲ့မူလတရကဒီ x ခရာသူဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့ဒါဆို e ဒါလေးကတော့ t ဟောတလေးထည့်လိုက်တာနဲ့အခြေအနေက e ဆိုတဲ့နေရာမှာတလေးထည့်တာနဲ့ e ဒီမှာကြည့်ရမယ်เนาะဒီမှာ e ဟုတ်ပြီ a ရဲ့အပေါ်မှာလုံးကြီးဆန်ခက်ပိုင်းဘယ်လိုဖတ်လိုက်မလဲ e အဲ့ဒီဟာဥမာကလုံးကြီးဆန်ခက်ဖြစ်လိုက်မယ်ဆိုရင် the အဲ့ဒီ t နဲ့အတန်တူတဲ့မြန်မာစာမှာတန်တူចောင်းခွဲဝေါ်ဟာအများအားရှိတယ်ဒီကလုံးကြီးတင်ဆန်ခက်ကိုမြင်တချေလို့တမီတို့တားလို့ကဘယ်လိုဖတ်မလဲ t ဟုတ်ပြီအဲ့ဒီတလေးကိုပဲเนาะမျက်သက်လေးနဲ့တွဲလိုက်မယ်ဆိုရင်လည်းလွယ်လွယ်လေးပဲသူ့အတန်နဲ့ဖတ်လိုက်ရုံပဲ ပါနေတဲ့ဒီတာနေတဲ့ဒီထော်နေဟုတ်ပြီနော်အင်္ဂလိပ်ဖတ်မယ်။မဆိုရင်ဒါလေးဖတ်တတ်မယ်နော်။စလုံးလေးဝင်သွားတယ်အပေါ်မှာလုံးကြီးတင်မမြင်ဘာတခါလို့မှတ်ရမယ်။ဣတကစလုံးလေးကိုဣနဲ့ပေါင်းလိုက်ရင်စပေါ့ဟုတ်တယ်ဟုတ်တယ်မလားအကျိုးပြောတာ။အဲ့တော့ဒီမှာဒီချက်ကဒီကလေးမှပြန်ပြီးပြန်ပြေးပြန်ရေးပြမယ်။ဟုတ်ပါပြီ။အဲ့ဒီတော့ဂါရလာမီလို့လိုက်ချင်တာပါ။အဲ့တော့ဒီနေရာမှာကျော်ကစလုံးလေးထည့်လိုက်မယ်ဆိုရင်မဖြစ်သွားမလဲ။ဒီကောင်းလေးလေးနဲ့တည်လိုက်မယ်နော်။စလုံးထည့်လိုက်မယ်ဆိုရင် အာစလေးဝင်သွားမယ်ဆိုရင်စနော်ဟုတ်ပြီစလေးမဟုတ်တော့ဘူးဆိုတော့ဒီမှာမလေးဆိုရင်တော့နော်မအာမဆိုရင်တော့မအပေါ်မှာအိပါတော့မိအာမအိဆိုတော့မိအဲ့ဒါလုံးကြီးလုံးကြီးမအိမိအဲ့လိုဖတ်စီရလုံးဝမလုံးဘူးနော်အပင်မခံအောင်ကျေတော့မပင်မန်းနေတယ်လို့အဲ့တော့ဒီမှာစလေးဝင်သွားရင်စလေးနဲ့ဣဒရနဲ့ပေါင်းလိုက်ရင်ဒီမှာစိအဲဣဒရတန်ဖတ်မယ်ညကိုဣနဲ့ပေါင်းလိုက်ရင်မနဲ့ညီ တောင်ရင်းဘူကိုပေါ်ကဣတရနဲ့ပေါင်းလိုက်ရင်မှန်တာပေါ့တတမင်းမင်းတို့ပြီနာကိုပေါ်ကဣတရနဲ့ပေါင်းလိုက်ရင်နိအော်ပကိုဣတရနဲ့ပေါင်းလိုက်ရင်ပြီမကိုဣတရနဲ့ပေါင်းလိုက်ရင်မိတတမင်းတို့အနာမှာမိလို့အတန်ကြရတယ်မိဆိုတော့ဘယ်ဒီမှာမိအတန်ရှိရလဲမမမเนาะအဲ့တော့မအတန်ကိုကြာရရမြမဒီအခေကမကိုရင်းပန်ကြရေးရမယ်ညီမကြီးအကျပါရေးမှာဒါစင်ဒီမှာဒါဆလုံးမောင်းကျလို့ချက်နေကြလို့လား မလုံဘူးနော်ဟုတ်ပြီအဲ့တော့ဩဒီမှာအခုနကကျေဆိုတဲ့အတန်တူတယ်ဒီခါကျတော့ e ရောက်သွားပြီနော် e ဆိုတော့ e ကနေပြန်စမယ်နော် e ပြီးတော့ e ကနေစမယ်ဟောလုံးကြီးတင်စံခက်ကိုမြင်ဘာတန်ထွက်ရမယ် e ဟုတ်ပါတယ်အဲ့တော့ဒီမှာစလုံးလေးဝင်သွားရင်စကို e နဲ့ပေါင်းလိုက်ရင်အပေါ်ကလုံးကြီးတင်စံခက်ကိုမြင်တာနဲ့ဘာလို့သမီးတို့က e လို့ဖတ်လိုက်တော့ဒါဆိုရင် c c ရဲ့အိပ်တော်တိလားမြင်းမြင်းစီထားတာဟုတ်တယ်နော်နောက်တစ်ခုကတော့ ဟမ်မှန်တာပေါ့စီတန်းနေတာအဲအတုဒိတ်ပဲလို့သူရှိပြီးတာမြန်မာစလုံးနေမှာအဲ့တော့စလေးနဲ့အီလေးနဲ့ဝင်သွားရင်မှန်တယ်စီညလေးကအီလေးနဲ့ဝင်သွားရင်ညတောင်းဘူးလေးကအီလေးနဲ့တွဲပြီးတော့လာရင်ဖလှယ်ရမှာအတန်လေးကတီနာလေးကအပေါ်ကအီတရလေးနဲ့တွဲလာမယ်ဆိုရင်ညဟာပါးောက်ကလေးကအပေါ်ကတရလေးတွဲလာရင် အင်းကဲကိုပါတော့အိမ်မှာမမေတို့ကဒီဗီဒီယိုကိုကြည့်နေတယ်ဒီချယ်တွေကဒီဗီဒီယိုကြည့်နေစီကိုပါတော့ကိုတတမီးတို့တင်တော့အတိတ်ပဲအကုန်လုံးတင်မှာနော်ကျမဗီဒီယိုကအရင်ရှေ့မှာစတိုးလို့ကျမကအရှေ့ကြီးတော့မပြောပြတော့ပါဘူးအဲ့တော့နီးဆိုတာကိုကအယောင်လေးတွေနဲ့အတိတ်ပဲနဲ့အကုန်လုံးတင်ပြရမှာနော်ဒါဆိုရင်ကလေးကမြန်မာစာအုပ်လုံးဝလုံးဝတော့မကြောက်တော့ဘူးရှင်အဲ့တော့ပီးဟောပီပီပင်းပင်းအတပီဒီအတန်ကြားတာစသီးရတဲ့ကိုကပီးပြင်းတာအဲ့လိုမျိုးကိုကအကုန်တင်ရမယ်မီး ဟောလားဆိုရင်เนาะအဲ့တော့နောက်ဆုံး e တခုတူတော့ e တရာပွားမယ် e ဆိုတာဆွဲရတယ်ဒါပေမဲ့တန်ရှိတရာဖြစ်တယ်เนาะ e ဆိုတာတန်တူတရာဖြစ်တယ်เนาะအဲ့တော့ e ဆိုတာတန်ရှိတရာဖြစ်တယ် e ဆိုလည်းတန်ရှိတရာဖြစ်တယ်ဆိုတော့အကြောင်းကလေးလေးတွေကိုတရာအရှိနဲ့တရာအတူကိုပြပြပေးပါဟုတ်ပါပြီဒါဆိုလုံးကြီးတင်ဆိုင်ကဝတ်စာနှလုံးပေါက်ကုန်ပြီဘလို့အတန်ထက်ဖတ်လိုက်ရမယ်ဘာမှစလုံးမောင်းထွက်ပြီးသူများဆီယမ်မတိုင်ပေးတာမိမိတိုင်ပေးတာဒီမှာလိုက်ဆီယမ်မလို့လိုက်ငါထောင်ရမလို့တင်တာကို အဲ့လောက်ကြီးတူ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 ခိုင်းမှဆင်မူလတလုံးအစတင်ပေးလိုက်ကျွန်တော်တို့ရပါပြီ။လုံကြီးတီဆိုင်ကဝေဆန်းလုံးပေါက်ကုန်ပြီ။အင်းဒါကြောင့်မလို့ဒီမှာစလုံးလေးဝင်သွားရင် C စလုံးလေးဝင်သွားရင် C လုံကြီးတီဆိုင်ကဝေဆန်းလုံးပေါက်ပါတယ်။ညလေးဝင်သွားရင်ညတိုင်းမူလေးဝင်သွားရင် T တောင်းတောင်းတောင်းပြီးတာအဲခေါင်းလောင်းပြီးတာအဲအဲ့လိုမျိုးပေါ့နော်။ပြီးနငယ်လေးဝင်သွားနီးရဲ့နီးနီးလေးပဲ English လိုဆို close အဲအဲ့လိုမျိုးပေါ့နော်။ a closer sorry ဒီလိုချင်းဒီမှာ p ပြီးတာ and ပြီးသွားပြီ ဟောမီဟောမီမီအဲဟစီမီဖတ်ရတယ်ပေါ့နော်ကဲအဲ့ဒါပြီးပါရင်ဆိုရင်တန်အတန်တူရတရတန်တူချောင်းကတရလာမယ်ဒါသာမီမီတို့ရေခုနအချက်လိုပြောတယ်လေဒီမှာနော်မိတာကညက်တယ်ဆိုရင်လည်းဘသူ့အတန်ထွက်လိုက်ရုံပဲလေဒီမှာနော်အခုနဒီချက်ပြောထားတယ်လေအဲတာကိုအပေါ်မှာလုံးကြီးတင်ဆန်ခက်နဲ့ပေါင်းရင်ဘာလာမယ်လုံးကြီးတင်ဆန်ခက်ကိုမြင်ဘာတရအတန်ထွက်ရမယ်အင်းအဲ့တော့တာနဲ့ပေါင်းလိုက်တော့ ဒီအဲ့ဒီတီတိုင်းမှာတမျက်သက်ကိုလည်းတီလို့ဖတ်မယ်။ဒါဆိုရင်ဒီမှာကောစလုံးလုံးဝင်သွားတော့ C D C ကညီညီစီတာမဟုတ်ဘူးเนาะကလေးတွေစလုံးပေါင်းကွဲမှာမကွဲမှာဆိုလို့ကိုကရှင်းပြမီစီစာ C ဘိုင်းတွေကိုပြောတာကျင်းစီတွေကိုပြောတာစတိအားဖြင့်ပြောတယ်ဒါဆိုရင်ဟောမဝင်သွားတော့ မလည်းမျက်နာမဲကြီးငိုလိမ့်နီးနီးဆိုတော့နောက်ဆုံးမြန်မာစာမှာနောက်ဆုံးအဖုံးသက်အနေနဲ့တုံးတဲ့စကားလုံးဖြစ်တဲ့စာပေမှာဟောတီးဖြစ်ကြပါတီးရှိကြပါတီးဆိုရင်ဒီဒီနဲ့မရေးဘူးတသမီတို့ရဲ့တန်မီချောင်းခွဲလေးကိုတင်ဖို့အတွက်ဒီခါလေးနဲ့ဒီမှာပြောလို့ရတယ်။နောက်လူနာမဲတီတီဟန်ဆိုရင်ဒီတီနဲ့တုံးမယ် မတီတာဆိုရင်လုံးကြီးဒီဆံကဣဒရလေးနဲ့တုံးမယ်အဲ့ဒီမတီတာကိုညက်သက်ပြီးနဲ့မတုံးဘူးအဲ့ဒီလိုမျိုးလေးတခုကတဏိချောင်းကတရလေးတွေကိုသင်ပြရမှာဖြစ်ပါတယ်ရှင်ဟုတ်ပြီအဲ့တော့ကဟောတီတိပတိကိုအီးမှလည်းအဲ့လိုပဲဒီမှာစီဝတ်ဆံလုံးပေါက်ပါတော့အတန်ရှည်သွားမယ်လေနော်ဝတ်ဆံလုံးပေါက်ရင်တငေတာဒီတန်ရှည်တရရဲ့ဆိုရမယ်ပသာမီမီတို့ရေဒါကြောင့်စီဟောဒါဆိုရင် 米都好买咯，咱菲律宾人他买起我嘞伊好买到。 တုံးမဲတဲ့အကြောင်းရေးတော့မီးဖြစ်တယ် ਨੇ တကယ်ပြောလို့မြန်မာစာမှာအတန်ထွက်တဲ့အခါမှာတော့မီးဆိုတဲ့အတန်ကိုတုံးတာဖြတ်ဆိုင်မဲလို့ပို့ပြီးတုံးတယ်လို့မှတ်ရမယ်နော်အဲ့တော့တဲဒါဆိုလည်းပြီးပဲလေဒီမှာစီးဆိုတော့ဒီမှာတီးပဲဒါပေမဲ့ဒီပြီးဆိုတဲ့စကားလုံးကိုကျွန်တော်မြန်မာစာမှာခက်ပြန်တုံးတဲ့အခါကျတော့နော်ပြီးချေလို့မခေါ်ရအောင်နော်ကြက်သေးချေငါသေးချေဟောအဲ့လိုမျိုးနေရာမှာဒါကိုတုံးတယ်နော်လူအသိနှလုံးကြတော့ ကျေလိုခန္ဓာကိုယ်မှာရှိတဲ့နော် liver လို့ခေါ်တဲ့အပင်းတွေလုံးနေလို့တသားမီးတို့ကျွန်တော်ကရှင်းပြလိုက်မှာဆိုရင်ဒီသင်္ကန်းစာလေးကတော်တော်လေးလုံလောက်သွားပါပြီရှင်နော်အဲ့တော့ကကျွန်တော်တို့ကနောက်ထပ်ဗာပေါင်းမလဲဆိုတော့ဒါဒီရပြီဆိုရင်ကလေးလေးတွေကဒီသင်္ကန်းစာနားလည်သွားပြီဆိုလို့ရှိရင်ဒီချေအကုန်လုံးလိုက်ဖတ်ပြအောင်ပါလား no 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 ဖတ်ပြစရာမလိုတော့ပါဘူးနော်အဲ့တော့ဗာကိုမလိုလို့ကြည့်ထားပါမလိုတော့ဘူးဆိုတာဒီမှာတစ်ခါလေးဒီမှာပြပါမယ်ဖတ်ကြည့်ပါဦး ီကောင်ကအရှိမတချစ်တင်ကနာမှာတင်ခဲ့ပြီရေးချောင်းမြင်အာတန်ဖက်မယ်ဘာကြောင့်နာကြီးဒါဆိုရင်ထီရုပ်ပုံကိုကြည့်ဖက်တာမဟုတ်ဘူးနော်သူတို့ကိုကျွန်တော်ကစမ်းသပ်ပြီးလုတ်ခိုင်းလို့ရတယ်လုတ်ဆက်စမ်းသပ်ပြီးလုတ်ခိုင်းရဘယ်လိုစမ်းသပ်လုတ်ခိုင်းမှလဲဆိုတော့ခါကြတော့မင်းကအောက်လေးမနေချလာမှာ okay ရပြီအဲ့တော့ဒါဆိုရင်ဒီပုံလေးတွေသူတို့ကိုကျွန်တော်တို့ကဖယ်ထားလိုက် ကိုကစမ်းတယ်ဟုတ်ပြီသူတို့တခါလေးရေးခိုင်းတော့နော်အဲ့ဒါဒါဘာအတိလဲအဲအဲ့လိုတကယ်လို့အရင်ညံအရှေ့ကိုစာရမ်းမသွားသေးဘူးပုံမှန်တိုင်းမဲ့ကလေးတွေဆိုရင်ဒီလိုမတင်လိုက်ရဘူးနော်ကဲဒါလေးကဘာလေးလဲအဲဒါဆိုရင်ဒီဝယ်တဲ့ဟာမစလိုက်ဘူးနော် ZD ဟုတ်ပြီရေးတော့အခါရှေ့တော့ ZD လို့ရေးတာဆိုတာရေးတဲ့အခါမှာစလိမ့်အပန်နဲ့ပဲရေးရမယ်ဒီနေရာမှာ ဘာကြောင့် GDP ထွက်ရလဲဆိုတော့အပံကိုကြတော့ဒီနောက်ဘက်ဒီတစ်ပုတ်လုပ်ပြီးမယ်နော်ပထမမြန်မာစာမှာပထမ AKR ဒုတိယ AKR တတိယ AKR အဲ့လိုစုပ်တဲ့ AKR ပစ္စမ AKR ရဲ့အဲ့ဒီ AKR တွေရဲ့ပုံမှာအဲတရလိုက်တယ်ဆိုရင်အပံကြောင်းလာတယ်ဆိုတော့ကိုနောက်ဒီတစ်ပုတ်လုပ်ပြရမယ်နော်အဲ့တော့ဒီမှာလောလောဆယ်အကျဉ်းသားမီးတွေဒီလိုပဲပြင်လိုက်ကြမယ်နော်အဲ့တော့ GDP ဆိုတော့ CP နဲ့ရင်း C ရောအပံတိုင်းဘယ် AKR နဲ့မြန်မာစာမှာဘယ်ပြင်းနေရင်း ဆိုတော့စလိန်အဲ့ဒါတို့ကဒီချေဟုတ်တော့စလိန်နဲ့ရေးမယ်တလုံးရပြီနော်အရှိမသမတင်ပုံတင်ပြီးပြောလိုက်ပြီဒါစလိန်သင်ရမယ်ဟာအစအတန်ကျရင်ဘယ်လိုရေးမလဲသူတို့သင်ခဲ့ပြီးသားဖြစ်တဲ့အတွက်ဒီသင်ခန်းစာကသူတို့လည်းလည်းလေ့ကျင့်တာပါလေအဲ့တော့ C ဆိုတော့ E တရအတန်ပါတယ်တန်ရှိတယ် e ဒရတံပါလေတက်ရှိတရကို e ဆိုတဲ့အဆုံးတဲ့အခုတရကိုမြင်ဝိသလုံးပေါက်ပါပါမယ်အဲ့တော့ဘာရင်းမလဲဆိုတော့ဒီချဲလုံးကြီးတင်ဆန်ကဝိသလုံးပေါက်ပါအဲကဲထိုင်လိုက်ပြီးတော့ကဲတခုမှကျွန်မတို့ချက်ခိုင်းပြန်မလို့တော့ c ကက်တီ ီးဆိုတော့တပြီးရေးရမယ်တို့တို့တည်ပြီးသားဘာလို့လဲကျမတို့ KG မှာလည်းရလဲအရှိမတင်ငန်းစာတစ်ခုမိတ်ဆက်ပြီးပြီးရတယ်ညီမစာကိုဖတ်တယ်မယ်ဆိုကြတဲ့မိတ်ဆက်တင်ငန်းစာတင်မယ်တင်ပုံတင်ပြီးလဲကျမတင်ပြထားတာကျမရိုက်ရထားတာရှိပါတယ်ပလို့အတန်ကြားရမယ်ပကိုရေးမယ်နော် ရလို့အတန်ကြားနေရပလက်ရင်းမယ်ရလို့အတန်ကြားနေရသောကိုရင်းမယ်မလို့အတန်ကြားမကိုရင်းမယ်ဆိုတဲ့သင်ခန်းစာကျွန်တော်ပြောခဲ့ပြီးသားဒါကြောင့်အဲ့လိုသင်ရတဲ့အရေးကြီးပါတယ်မြန်မာစာကျဲရတဲ့ကင်လို့မြန်မာစာစနစ်တိမြန်မာစာမှာအလို့ချက်ဖို့မလိုအောင်သင်တဲ့နည်းလေးဖြစ်ပါတယ်ရှင်ဟုတ်ပြီဒါဆိုရင်ကျွန်တော်က p ဆိုတော့တကိုရင်းမယ် e ဆိုတဲ့အတန်ကြားဖြစ်တဲ့အတွက်ဝေစာနှလုံးပေါက်အတန်ကြားရင်အဲ e အတန်ကြားရင်လုံးကြီးတင်ဆိုင်ကဝေစာနှလုံးပါဟောဒါကတော့ c m ဲ့တော့စီဆိုတဲ့အတန်ကြာရင်ဆိုနာလိုပဲစလဲနော်စလဲအီအီဒါအီအတန်ကြာရင်အတန်နဲ့ရှိတဲ့အီဆိုတော့လုံးကြီးတင်ဆန်ခတ်ဟုတ်ပြီမီမီမအတန်ကိုကြားတယ်အဲ့တော့မကိုရေးမယ်မီအီအတန်ကြာလို့တရှိတရာမလို့လုံးကြီးတင်ဆန်ခတ်ဝတ်သန်းတော့ပါဟုတ်ပြီကဲဒီမှာဖာစီအဲ့တော့ဖာဖာဆိုတော့ကျွန်မတို့ကဖာဆိုတော့ တင်ငန်းသာတက်မှာတင်ရတယ်အာအာအာတင်ငန်းသာမှာအာအသက်ရှိသလားမလို့အာအတန်ကိုကြာရင်ဘာကြီးလဲကလေးတို့ရေရေရှာဝန်ဆောင်လုံးပါဟုတ်ပြီဖားစီးရယ်အခုနအချက်ပြောခဲ့တယ်ပေါ်တင်ငန်းသာမှာနော်သသမီးမီးတို့မမေ့လားစီတီးတဲ့စီတခုခုတီးတဲ့စီဘိုင်းရေအဖေအပေါ်မှာတောက်လို့ရှိရင်ဘုံတီးအောင်မြည်ရစီဒိန်ဒိန်ဒိန်နဲ့တီးတဲ့စီအဲ့လိုစီဘလို့ရင်းမလဲဒီစတော့စအတန်ပါမယ်အဲတီးယောက်ကပြောလိမ့်နေမမေးဆရာမစ လုံးကြီးတင်စက္ကန့်နဲ့ဤလိုက်မယ်အဲဒါကမီစီထားတာဟဲ့စီတန်းပြီးတော့လာနေတာဒီစီနဲ့မရေးပါဘူးသူတို့ကိုပြန်ပေါ်ပြန်ရှင်းပြမယ်အဲ့ဆိုဘာနဲ့ရေးရမလဲဆိုတော့ဖားစီဆိုရင်ဖားအဲဖားဖားဥထုံးကြီးချောင်းတန်းလုံးပေါက်ဖားဖားအာပန်ပါလားစီစအဲလုံးကြီးတင်စက္ကန့်နဲ့မစီဘူးနောက်ထပ်အပန်တူတယ်တလနဲ့တပန်တူချောင်းခွဲတလတန်နဲ့စီရင်မြက်ပဲစီရင်စီတယ်အဲ့ဒါဆိုဖားစီ အဲ့တော့ကိုကသသမီးလေးတွေကိုအဲ့လိုနဲ့စနစ်တင်မြန်မာစာကိုမကြက်ရကြအောင်ကျမတို့ကတင်ပြပေးလို့ရပါတယ်လို့နော်အဲ့တော့နောက်အောက်မှာသွားတဲ့သင်ခန်းစာတွေကိုလည်းဟောဒီမှာဆိုရင်လည်းမိဘဩဒီမှာမိဘဖတ်လို့ရှိရင်တို့တော့တခါလေးဖတ်ကြတဲ့ဟိုကမိမိမိလို့ဖတ်မယ်ဒါဆိုရင်မိ ဘာလို့ဖတ်ပါမယ်ဟုတ်ပါတယ်အဲ့တော့သူတို့ဖတ်ခိုင်းပြီးပြန်ရေးခိုင်းမယ်ဆိုရင်ဒါလေးတွေကိုကစာအုပ်ကွန်ပျူတာမှာ zoom မှာတင်လဲဆိုရင်ကျမတို့ကအကောင့်လေးတွေကိုအုပ်ထားယူမယ်အဲ့ဒါဘယ်လိုအုပ်မလဲဆိုတော့ဒီမှာကျမပြပါမယ်ကဲဟုတ်ပြီအဲ့လိုအတော့မှာတင်လဲဆိုရင်ကျမတို့က ကဲဒီစက်ကမဖုံးထားတယ်နော်ဒီဖုံးထားတယ်အဲ့ဒါလေးတွေရေးမယ်ကဲကို့မှာညီမလေးရှိလားရှိတယ်ကဲညီမကနေစရေးမယ်ညီမကနေစရေးမယ်ဖတ်ပြရတယ်အဲ့လိုမျိုးလေးကျွန်တော်တို့ဖုံးထားပြီးတို့ရေးခန့်နေရအဲ့တော့ပုံလေးကိုပြထားပြီးဒီနောက်ကိုတီးတီးလေးမှကျွန်တော်တို့လုတ်ပေးစီရမလို့တော့ဒီကနေလုတ်ပေးလိုက်လို့ရတယ်အဲ့တော့မီးမီးမီးဆိုတော့မီးနေတယ်ကားသွားတယ်မီးပွိုင်နေမှာကားသွားရင်မီးမီးကားသွားမှာလည်းရမလားအဲ့သွားမရှိရင်မသွားရဘူးရရမယ်ဟုတ်ပြီမီးဆိုတော့မအတန်ပါလေးဤတရအတန်ပါလို့လုံးပြစံကော ဝတ်သားလုံးပေါင်းနေရေးမယ်မီးအဲဒါမီးခရီးကြမယ်နော် channel တွေလိုက်ရေးမယ်ကဲဟုတ်ပြီဒီကတလုံးဟုတ်ချင်ရေးပြမယ်စတရားပဲသူတို့ပြောလိုက်မယ်တလုံးမရေးရမယ်တလုံးမယ်နော်အဲဒါတလုံးရေးပါမယ်ဟုတ်ပြီအဲတော့မီးအဲတော့မီးမီးဆိုတော့မီးအာဟုတ်ပြီအော်မီးပါဆိုမှမီးအဲမီးဟုတ်ပြီအဲတော့မီးမီးမီးသားနာငယ်တောင်ကြားရယ်မီးအီဟာ ော် ਈ ပြီးပါမိပါမိမိမိအမိဆိုတော့မတန်ကြောင်းနေဒီခါတော့ဣဒါဖြစ်တဲ့လုံးအလုံးကြီးတင်တရတာမယ်ကြားရမယ်ဣဒရတာမိဘပါပါတော့ဘာကုံဘာကုံမှာဘာအောင်ရှိတယ်မိဘဘာဘာလို့သင်ခဲ့ဒီခါလေးနော်မိဘဆက်ပြရဖြစ်အဲ့လိုမျိုးကျမတို့သင်လို့ရပါတယ်အဲ့လိုသင်လိုက်မယ်ဆိုရင်ကလေးတွေကအခုကျမနောက်ထပ်ပြမယ်ဒီသင်ခန်းစာကိုသူတို့ဟာသူတို့အကောင်တော့ဖတ်တတ်ပါမလိမ့်မယ်ဒီပြန်မှာတနည်းမို့ဒီမှာတန်းဆွလို့ရတယ်ဆီယမ်မကအပေါ်ဟာလေးခန့်ပြီးပြီးရှင်သူဟာသူဖတ်ပါလိမ့်မယ်ကဲ ကျမတို့ကအရင်တော့ကလို light source ဆရာမရှိရတော့ဟောတိုင်းနေမယ်တမီးတို့တော့က light source ပြီးစာတော်ရဲ့ပြီးတယ်ပြီးတော့ light light တိုင်းအဲ့လိုတိုင်းကြမလို့တော့ပါဘူးကလေးကိုခွောက်ဖက်ခိုင်းလိုက်ပါတတမီးမီးကဖက်တက်နေတာကိုလက်တွေ့တွေ့ရပါလိမ့်မယ်သူ့တဖက်ပါလိမ့်မယ်ဒီလားစတာနှင်းနေလိမ့်မယ်နော်တတနာမရှိဘူးညီညာညာအမီလာအဲ့ဒါကိုပေါ်ပြင်ပေးလိုက်အမီလာလို့ဆိုလိုက်အဲပြီးတော့ဆာယာမီဘတ် ဒီရလို့ဆိုအဒီရလို့ဆိုလိုက်အဲဒီလိုအဲလိုမျိုးတလုံးချင်းတလုံးဆိုရတဲ့ညီမဆာမှာလည်းဖိတ်ဆက်ပြီးဆိုရတယ်အိအိဆာမှာလက်ကင်းစောင့်ကြည့်သူညီမဆာမှာလည်းချိတ်ဆက်ပြီးတော့အတွဲလိုက်ဆိုရတဲ့စကားလုံးတွေရှိတယ်အဲ့တော့ညီညာညာအနီးလာဆရာမိဘပဒိယအဲအဲ့လာကိုကျမတို့စောင့်ထားတော့ကုရေးခိုင်းတဲ့အခါကိုပတ်တာကိုသူတို့ကိုအလွတ်ကြည့်ပြီးတော့လောကမကုခိုင်းပါတော့နဲ့ ါလို့သူတို့သင်ငန်းစာတမယမှုရှိလားမရှိလားကျွန်တော်တို့ဖတ်တယ်လားကြီးတယ်လားတိုင်တယ်တဲ့မှာကျွန်တော်တို့စမ်းသက်လို့ရပါတယ်စမ်းသက်မှန်နေလည်းကျွန်တော်ဘာသလိုပဲကဲညီညာတသမီးနှုတ်ကဖတ်သွားတဲ့ညီညီညာကိုရေးမယ်ညီဆိုညံ့ညံ့ညအတန်ကြလို့သူဟာသူညနိုင်နေပါလေနဲ့အဲ့လိုနဲ့ပဲစနေတဲ့မြန်မာစာသင်ကြားခြင်းအားဖြင့်ကျွန်တော်တို့တသမီးမီလေးတွေဒီအင်္ဂလိပ်မြန်မာစာကိုအလုပ်ကျရတယ်ကျွန်တော်တို့ငယ်ငယ်တုန်းကလို့ဇလုံးပေါင်းမှားတဲ့သုံးမတပုံကျရတယ်မြန်မာစာကိုပြင်ပမဲ့ကျရတယ်ဒုက္ခကနေကင်းမှာကင်းဝေးစေပါမယ်လို့ပြောကြရင်းနဲ့ကျွန်မရဲ့ဂရုမြန်မာစာသင်ခန်းစာ ာလေးကဣတရပင်ညာစာလေးကိုနောက်ထပ်ပင်ညာစာခွဲတစ်ခုကိုဒီနားမှာရက်တန့်ပြရလိမ့်ရှင်နောက်ထပ်ပင်ညာစာအနေနဲ့ကတော့ဣပြီးပါတယ်ကျမတို့ဥတရပင်ညာစာကိုကျမတင်ပေးမှာဖြစ်ပါတယ်ပင်ညာစာလေးကိုစပိုက်စပိုက်တင်တင်ပေးမှာဖြစ်တဲ့အတွက် page နဲ့ကျမရဲ့ channel လေးကို like and follow subscribe လုပ်သားပေးပါဗီဒီယိုတစ်တင်တိုင်းကြည့်ရအောင်လို့ပါရှင်အကျိုးရှိရစေအများသူများလေးကို share ပေးခဲ့ပါနော်ကျေးဇူးအများကြီးပါတယ်ဟုတ်